ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ဗမော်မြို့တွင်းနေရာတွေကိုအာနာသိန်းစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့ဒီနေ့စက်တင်ဘာ28ရက်မှာထိုးစစ်၄ရက်မြောက်နေ့အဖြစ်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်ရေးသတင်းရမြစ်ကပြောပါတယ်။ August လောက်စန်းကတံပြန်ထိုးစစ်ဆင်ခဲ့တဲ့အာနာသိန်းစစ်တပ်ဟာဗမော်မြို့ကတရင်ဌာနချုပ်အချို့နဲ့မြို့ရက်ွက်အချို့ကိုပြန်လည်ထိန်းချုပ်နိုင်တဲ့အချိန်နှိမ့်မှာဗမော်မြို့တွင်းနေရာတွေကိုထပ်မံရယူနိုင်ဖို့စက်တင်ဘာနောက်ဆုံးပတ်မှာထိုးစစ်ဆင်နေရာဖြစ်ပါတယ်။ ီနေ့မှာဗမော်မျိုးသိန်းတက်ပွဲပြင်းထန်နေတယ်လို့အစိုးရသတင်းရင်းမြစ်ကပြောတာပါဒီလိုထစ်စစ်ဆေးရမှလဲစစ်ကောင်စီတက်ကလေကြောင်းပစ်ကူပေးတက်ခတ်နေတာဖြစ်ပြီးစက်တင်ဘာ26ရက်မနေ့ကတိုက်ပွဲမှာလေကြောင်းတက်ခတ်မှု6ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှုများစွာပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်စက်တင်ဘာ25ရက်ညနေပိုင်းဗမော်တိုက်ပွဲမှာ KIA ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးနှလုံးဟာစစ်ကောင်စီတက်ရှိရာနေရာကိုကြောက်ရောက်ပောက်ကွဲလို့အရာရှိအပေါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကအတည်ပြုထားပါတယ် ဗမော်တိုက်ပွဲအခြေအနေအပေါ်ဝင်ကချင်ဒေသအစီအရေးအခြေအနေတွေမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံဝင်းကြီးနော်ဘူးကို People's Bank ကဆက်သွယ်နေစေဖြစ်ပါရှင်။